အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ Again City Flower ဆန်ကျဲတော်မျိုးတော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမင်းဟင်ခက်ဥဒ္ဒတိပရဲ့မြတ်ဆန်တော်နဲ့မုတ်စိုးကြီးစောတိရှာဖို့လို့ဆိုရဲဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပြားဖို့တာသူဇေယိုက်စိုးနဲ့မုတ်စိုးစောတိတကူဒီတော်ကြီးမြိုင်လေကနိုင်ကျဲမှဘဲဝဲရှိနောက်အတိပြောက်၍ရောက်တဲ့ရာရာနှောက်ဖွေရှာရင်း ြက်ရွာမြောင်လရောက်ခဲ့ရ၏ရဲစံတို့ဟာအာယုံတက်ဆအချိန်မှာအချိန်မှမြင်နေရတဲ့မိရောင်ကိုဦးတည်ပြီးခရီးဆက်ခဲ့ရာနေထိုင်တဲ့ပြားကမ်းမှာတောင်ကြီးရွာလေးစီကိုရောက်လာခဲ့တယ်။ရွာကြီးရွာကမဟုတ်ပေမဲ့လည်းရွာခုတ်တောင်သူတွေရဲ့အမိပြုရာ ကြေးတော်ရွာငယ်လေးဖြစ်တဲ့အလျောက်အတန်ငယ်တာယာလှတယ်။ရွာထဲမှာနဘဲပင်တဖန်းပင်တို့ကြောင့်တော်ရိပ်တော်ငွေလွှမ်းခြုံလျက်ရှိတယ်။ရွာထဲကိုဝင်စားမှဘုန်းကြီးကျောင်းတစ်ကျောင်းကိုတွေ့ရတာကြောင့် ဗုဒ္ဓဘာသာကိုကိုယ်တယ်ကရင်လူနည်းစုဖြစ်ဟန်တူတယ်ဇွာလဲပိုင်းမှာရှိတဲ့မကြီးပင်တွေကြားထဲမှာတဲသာသာအင်္ဂလိပ်တလုံးကိုလည်းတွေ့ရတယ်အိခေထရံမှာဥโจကာကာနဲ့တမင်ဥကောင်းကွန်ကြီးကိုချိန်ဆွဲထားပြီးတော့ဘေဘတ်ဂျိုတချောင်းမှာပလိုင်းကိုချိန်ဆွဲထားတယ်ထရံမှာဓာတ်နှချောင်းကိုလည်းကန်းလန့်ဖြတ်ထိုးထားတယ်အိခေမကြီးပင်အောင်မှာကိုဝင်ဆောင်မျိုးသမီးတူဦးကဝဲလန်းနဲ့ခါးကိုထောက်ထားပြီးတော့ရာလတ်မှာတမတူလေးတချောင်းကိုလည်းကင်ထားတယ် အရိဓမ္မတို့နဲ့အိန္ဒိယံကိုတွေ့တက်နေတဲ့နှွေစတဲ့မြေရိုင်းတွေကိုရှင်းလင်းနေတယ်။ဝိဇ္ဇရာရဲ့ရိုးရတဲ့နိုင်ခနွမ်းနှုံးကိုကြည့်လိုက်ရင်ကရင်မျိုးသမီးတဦးဖြစ်မှသိကြရတယ်။အိန်အဆောင်စသည်တို့ရှင်းလင်းရင်လင်သားမရှိသေးရလေဧကံဖြစ်လိမ့်မယ်။ဒီချင်းရောက်ကြည့်ပြီးတော့မြတ်ဆန်ထွန်းကမုံဇွိဇောတိကိုတရိယာမိပြန်တယ်။မုံဇွိနဲ့ဆောင်ခဲ့စဉ်ကသူ့ရဲ့မိန်းမမှာကိုဝင်ရင်းမှရှိနေပြီဖြစ်ကြောင်းနဲ့မွေးဖွားရလွယ်ကူစေဖို့ ဒေးခွေချက်သွေးတွေကိုပင် သူမိန်းမကိုတိုက်ဖို့ပြောခဲ့သေးတယ်။အခုကပတ်ဝန်းကျင်နဲ့အိမ်နေထားအဆောင်ရောင်တို့ကမုံစွတ်တူရဲ့အိမ်နဲ့ဆင်းနေတာကြောင့်မျက်စံထုံးကစုံစမ်းမေးမြန်းဖို့ခြံဝိုင်းလေးကိုဝင်ခဲ့တယ်။အသက်30ကျော်ကိုဝင်ဆောင်မျိုးသမီးကမျက်စံထုံးကိုမြင်တဲ့အခါဓာတ်ကိုထရံမှာထိုးပြီးလက်ကိုရည်စေးလိုက်တယ်။အဲဒီနောက်ဘိုက်ကိုရှေ့ပြေးရင် ခနစ်နဲ့ရှောက်လာပြီးတော့ဘာကိစ္စများရှိလို့လဲဝေး ဒါကမုတ်ဆိုးကြီးစောတိအိမ်လားခမရဟုတ်တယ်ဟုတ်တယ်ငါစောတိမိမပဲနေကသူ့မိတ်ဆွေထင်ရဲ့လာလာအိမ်ထဲကိုလာအဲ့ဒီမျိုးသမီးကကရင်တန်ဝဲဝဲနဲ့အိမ်ထဲကိုခေါ်ပေမဲ့လေရဲစံထုံးကနေပါစီဗျာဒီမှာပဲထိုင်ပါမယ်အဲ့ဒီလိုပြောပြီးတော့အိမ်ရှိခုပြစ်လေးဘုတ်ကတတ်ထိုင်လိုက်တယ်ကိုဝင်ဆောင်မျိုးသမီးကတစ်ဖက်မှာထိုင်လိုက်ပြီးတော့ရဲစံထုံးဘက်ကိုလှည့်လိုက်တဲ့အခါနမေဘလို့ခေါ်ပါသလဲအမကြီး နော်ဖိုးစေးသားကျုပ်တို့အခေါ်ရခတ်တယ်ဗျအမကြီးလိုပဲဆိုကြပါစို့ဒါနဲ့မိုးစိုးကြီးတယောက်အိမ်ပြန်မရောက်လာသေးတာလားဗျကျုပ်နဲ့တော့လမ်းမှာတွေ့ခဲ့သေးတယ်ရဲဆန်တို့ကအဲ့ဒီလိုပြောလိုက်တဲ့အခါကီရီမာကြီးကမျက်လုံးပြူးပြီးတော့ကြည့်တယ်မဟုတ်တာစောတိစုံနံတလကြော်နေပါပြီအဲ့ဒီကမျက်စန်တို့ကလည်းတော်တယ်မှာအချိန်တိုင်းတမတူညီတဲ့နေရာတွေကိုတတိထားမိပြီးတော့အပြောဆိုစင်ချင်ရတယ်ကြာပြီဗျာ ဒါပေမဲ့သူနဲ့တွေ့တဲ့အချိန်က အမအကြီးမှမွေးခါနီဖွားခါနီလို့သူပြောသွားတယ်။ဟုတ်တယ်လေ။သူတော်တဲ့နောက်ဆုံးတစ်ခေါက်သွားတော့ကိုဝင်ရဆယ်လကျော်နေပြီ။ဒါပေမဲ့အခု17လဖြစ်တဲ့အထိမမွေးသေးဘူး။အမအကြီးယောက်ျားမသေးသေးပါဘူးဗျ။ကျောင်းနဲ့တော်ထဲမှာစုံခဲ့တယ်။ပြီးတော့လူချင်းမတွေ့တော့ဘူး။ဟုတ်ရဲ့လားကွယ်။နေ့ကိုတရေများချောက်လိုက်သလားမသိပါဘူး။ငါတော့ဖြစ်ရုံကိုမယုံဘူး။ဒါဖြစ်ရင်အမအကြီးယောက်ျားကဘယ်မှာစုံနိုင်လဲ။ ဒါတော့မတည်ဘူးလေတော်တဲ့ထွက်သွားပြီးပြန်မလာတော့တာကြာပြီပဲဒေါနေလူတန်းစားတရရဲ့အိမ်တော်မူတစ်ခုမှာလင်သားကိုအမိပြုရပြီးတော့အားကိုးရလည်းမရှိရိုးလေရိုးကြတဲ့ထိုမျိုးသမီးကိုဂယုဏတက်မိတာကြောင့်ဗုဇိုးကြီးစောတိကိုရအောင်ရှာမယ်လို့မျက်စံတော်ဆုံးဖြတ်လိုက်တော့တယ်ကျုပ်သူအိမ်ပြန်ရောက်နေမလားဆိုပြီးလာကြည့်တဲ့သဘောပါအခုတော်တဲ့တော်ပြီးပြန်ရှာလိုက်အောင်မယ်တကယ်မသိသေးလို့တွေ့ရင်မာလိုက်ပါဟဲ့ဖလန်တောင်ဝေးခုတ်ခဲ့ပါဦးလို့ငါစားခြင်းလို့ ။ရဲစံတို့ဟာတစ်ချက်ပြုံးပြလိုက်ပြီးတော့အနောက်ကိုပြန်လှည့်။နေတော်လောက်ရှောင်းရတဲ့ခီးပြပြမယ်လေ။အနေငယ်စိတ်ပြက်ခြင်းမရှိပဲဆက်ပြီးတော့သာသွားတယ်။လန်ကြီးမှစဉ်းစားမိသည်ကသူလျှောက်လမ်းမဲ့တိတ်တိတ်ကျင်းစင်ုံမေ့ပြီးဒီလိုပြုမှုနေခြင်းကတင့်မတင့်ပဲဖြစ်ပါတယ်။တိတ်တိတ်ဆဲပါအတွက်ချင်းချင်းအာထုတ်ပါမယ်လို့အဖိုးကတိပေးထားပြီးဖြစ်ပေမဲ့လည်းတခုမှအကောင့်ထဲမပေါ်ပါသေးတော့တွေးမိပြန်နေဒါပေမဲ့အများကောင်းကျိုးအတွက်မို့ အဖိုးခွေလွတ်လိုက်မယ်တာဓုခေါ်လိုက်မယ်လို့လည်းမျှော်လင့်မိပြန်တယ်။ရွာထဲတန်ငယ်ဝေးတဲ့လမ်းမှာခရီးတစ်ထောင်နာရင် တော်တဲ့အမြန်ရောက်စေမယ့်နီးကိုဖန်တီတွေးတော့နေတယ်။လေနဲ့သွားမယ့်ခီးကိုမြန်စေလို့ရင်လေဦးထိပ်မှာအင်းချရတာကိုသိရင်လေနဲ့သွားရတဲ့ခီးကိုမြန်စေဖို့လေတဘူးမှာစီရင်ပြုရတာကိုလည်းတက်ကျွမ်းတယ်။ဒါပေမဲ့ချွေချင်လျှောက်တဲ့ခီးကိုမြန်စေတဲ့နီးကမြေချဝိဇ္ဇာတွေသာတွက်ကျမ်းလိုက်မယ်လို့နားလေထားတယ်။ ကျွေးကြအနေနဲ့အောက်လန်းစရာတို့သုံးတဲ့နီးကိုကောင်းကောင်းသိတယ်။အဲ့ဒီနေရာတော့လူသေးဖနောင်သားကိုပြာချပြီးဝတ်သေးချင်နေနေ။အိုးစိတ်တန်စိတ်တန်တင်ခါတင်ခါဆိုပြီးမန်းမုတ်ပြီးတော့ဖဝါမှာလိမ့်တော့ချင်ဖြစ်တယ်။အဲ့ဒီနေရာတလခီးကိုနေချင်းပေါက်အရောက်သွားနိုင်တယ်လို့ဆိုတယ်။ဘုရားကလည်းထဲဝိဇ္ဇာကြီးတွေကရက်ဆက်တို့ကိုဘလိုပဲပြုပြင်ထားစေကားမူအသေးပြီစားမှတစ်ချက်တစ်ချက်မိစ္ဆာနီးတွေပေါ်ပေါ်လာတယ်။ အရိတိကိုတတိနဲ့ထိမ့်ပြီးတော့၎င်းစေမရှိခြင်းကြောင့်တော့၎င်းမိမိရဲ့ခြေထောက်နဲ့ခုံအားဟုသာသုံးပြီးတော့တောရှိရဟုရှောက်ခဲ့ရပြဲတယ်။ယနေ့ဆောင်နေ့ကဒေါသက်ကိုရောက်ခဲ့တယ်။တတိဝါကြီးတွေကြောင့်မောင်ရိတ်တို့ကြီးစိုးနေတာကြောင့်တောတွင်းကိုဝင်ရမလွယ်ဘူးလား။ဝရုံကြီးကြီးတစ်ခုအောင်မှာ အစစ်တဖက်ပိတ်ဝရင်ပိုင်းအတို့လေးကိုကောက်ယူလိုက်တယ်။အရင်တော့လွေထွေးမှုမွေနောက်ရှာဖွေတဲ့အခါ ဘိုင်းကစက္ကူလေးကလေးကိုတွေ့ရတာကြောင့်လေးတော့ချက်ချက်ဖြေးလိုက်တယ်။အဲဒီတော့စက္ကူပေါ်မှာလေးကွက်အေးတကူကိုကျိုးစင်းနဲ့ဆွဲလိုက်ပြီးတော့အင်းစံကိုအဂိတီဘန်လို့ထည့်သွင်းပြီးဝရင်ပိုင်းအတွင်းကိုလိတ်သွင်းလိုက်တယ်။အဲဒီတော့ဒေဇာတခါရာကိုယွတ်ပြီးအစစ်ပိတ်ထားတဲ့တစ်ဖက်ကိုလဝါနဲ့ခတင်းတင်းရိုက်လိုက်တော့အေးလိတ်သွင်းထားတဲ့အပေါက်ကနေမီးတော့မီးရှံတွေတဟုံဟုံတောက်သွားတယ်။အလေးရောက်ရပြီဖြစ်လို့မီးတော့ကိုကင်မြောက်ပြီး တော်ရီတွင်းကိုခยีနှင်ခဲ့လေးပြီရှိုးမြောင်တောင်တန်းတွေတွေတို့မှာတွင်နူးနူးနဲ့လိုက်လံရှာဖွေတယ်စံကြောင်းငယ်တို့ဖျက်ကြော်ရတယ်ဝါးပင်တွေကြားထဲမှာတို့ဝေသွားလာရတယ်မုံစိုးကြီးရဲ့ရိတ်ကိုယ်ရင်မမြင်ရရဇတ်တို့ဟာရှာပြီးမတွေ့တဲ့အဆုံးတကိုင်းတကိုင်းတွေကိုစုပုံပြီးတော့မိဖို့တခုပြုတ်လုတယ်လမ်းပြောင်းနေတဲ့မုံစိုးကြီးစောတိကိုညာခါမှာမိအောင်မြင်ပြီးတော့ရောက်လာနူးနူးထိုင်ဆောင်တယ်တကောင်းရဲ့အချင်းမိဖို့ပြချသည့်တိုင်အောင် ဘုံစိုးကြီးစိုးကြီးရောက်မလာတာကြောင့်မတက်ရလိုက်ပြီးလက်သီးကိုတင်းတင်းဆုပ်နှစ်ဘူးပေါ်တင်လိုက်တယ်။အဲဒီတော့နှက်ခေါ်ကာတာတပုတ်ကိုယွတ်ရင်းဒီတော့ဘိုင်ဆိုးတဲ့နှမျိုးဒေဝတာယခုမှကြာငါဆရာရှေးမောက်သူအရောက်လာရမယ်။အထဝိဇာကြီးရဲ့အာနာငါဆရာမျက်စံထိုးရဲ့အမိတ်အဲဒီလိုခေါ်လိုက်တော့လက်သီးဆုပ်တွင်ကလေးယောက်လေးလက်ကနေဖြစ်သွားပြီးတော့ရဇတ်တို့ရဲ့ရှေးမှာတိုးဆောင်တဲ့တပါပေါ်လာခဲ့တယ် ဒေါသောင်းတဲ့လူဆိုပေမဲ့လည်းအရေးမထင်ကြည်လင်တဲ့အသွင်နဲ့ဝိစဉ်ထားတဲ့ဘောင်းနှထောင်းကိုကြည့်ပြီးတောင်ပိုင်ကြီးလိုတိုက်ရိုက်တိလိုက်တယ်ဒီတော့မှဒေါသောင်းတဲ့မရှိပါကျွန်တော်ဒီကဒရိကိတရာတောင်ပိုင်ဖြစ်လို့သိရဲ့ဆက်ခွေးရနာမလွတ်တာကြောင့်လာရောက်ချင်းတာဖြစ်ပေတယ်တောင်လိုက်ဖို့ဖို့ကြီးဒီတောင်သုံးလုံးမှာမုံဆိုးတဦးကိုတွေ့မိပါတယ်လို့အဲဒီလိုမေးလိုက်တော့တောင်ပိုင်ကြီးကမျက်လုံးစုံမိပြီးတော့တွင်းမှာမနှောတဲ့အာယုံ ဒိဗ္ဗစကုနဲ့လှည့်ပတ်ကြည့်ရှုလေတဲ့အစောအပိုင်းသေမလာမီဒီနေရာကိုမုတ်ဆိုးတူရောက်ခဲ့သည်ကိုမြင်မိပါ၏ယခုထိုမုတ်ဆိုးကိုကျွန်ုပ်မမြင်တတ်ရှိထင်ရှားပင် ရှိသေးရဲ့လားမသိပါ၏ကောင်းပြီတော်မကြီးကျွန်ုပ်ရှားပါအောင်မယ်အတင်သွားနိုင်ပြီဒီရက်ကနေမြောက်ကိုယွန်းရင်ဝါနဲ့ပြုလုပ်ထားတဲ့ကျောင်းတင်ခန်းရှိတယ်အဲဒီရက်မှာတရင်သုံးနေကင်းကခရာရသေးဤထံကိုသွားရင်ပို့ပြီးတိကျနိုင်မယ် တော်ပါကြီးဟာဒီလိုပြောပြီးရတော့မိမိန်ပြောက်ကွယ်သွားတော့တယ်။ရဲစားတော်ကလည်းထင်းမီကိုထက်ထည့်ရင်စဉ်းစားရပြန်နေ။ရှာလို့လည်းမတွေးမေးလို့လည်းမရတဲ့အဆုံးတောင်ပါကြီးလဲညွန်ရရဲ့ကိုသာသွားဖို့ဆုံးဖြတ်လိုက်တော့တယ်။ညာရင်းပင်မြောင်းရက်တက်တဲ့ကိုခီးဆက်ရပြန်နေ။နောက်တတိယအယုံတက်ချိန်မှာတောင်ပါကြီးပြောတဲ့ကင်းကခရာရတိကြီးရဲ့ဝါးချောင်းငယ်လေးကိုစမ်းချောင်းဘေးမှာတွေ့ရတယ်။စမ်းချောင်းလေးနီးပါရှိတယ်တပင်ကြီးရော ကုံမမှုလေးပေါ်မှာသင်္ကန်းညိုဆင်မြန်းပြီးစပေးလေးကိုငယ်ရိတ်မှစုထုံးထားတဲ့ရတေကြီးကိုတွေ့ရတယ်။ရတေကြီးဟာဒီငိမ့်နဲ့အသွင်နဲ့မျက်လွှာချပြီးဇံဝင်စားနေခိုက်။မျက်စတော့ကလည်းတင်းတင်းနဲ့အရက်မှစောင့်နေလိုက်တယ်။အတန်ကြာတဲ့အခါလူရောက်ရှာနေတဲ့တကားလေးရှေ့ကိုကြွားပါဦး။မျက်စတော့ကရှေ့မှာထိုင်လိုက်တယ်။ရတေကြီးဟာသူ့ရဲ့လက်ကောက်ဝေကပရီးကိုချွတ်ပြီးစရုံးငယ်ကိုပတ်လိုက်တယ်။ ဘုဇိုလ်ဇော်ဒီကိုရှာနေရလားတခါလေးကြောက်တော်သူကိုရှာရင်တွေးတဲ့ကဲကဲចောင်းတင်ကန်ပေါ်တာတွားကြည့်ပြီးတော့ရဲစံတော်ကလည်းယတိကြီးရဲ့ဝါးချောင်းငယ်လေးတွေကိုဝင်ခဲ့လိုက်တယ်တေတုံးလေးကနှစ်ထည့်ကိုနင်းပြီးဝချမ်းကြီးចောင်းလေးပေါ်တက်လိုက်တော့အစင်းပေါ်မှာအတက်မဲ့နေတဲ့အလောင်းကောင်လူမလုံးမချဲ့ငြိမ်သက်နေတဲ့မုံဆိုးကြီးဇော်ဒီကိုဝမ်းဖပြောင်ပြဲတဲ့ရံနဲ့တွေးလိုက်ရတယ်ရဲစံတော်ကအသက်ရှိမရှိကိုသိချောင်စစ်စေးတယ် ဒံယာဦးစေရွက်စေမုံတို့နဲ့တိုက်ထားပေမဲ့လေနှလုံးခုန်ခြင်းမရှိအသက်ရှူခြင်းမရှိသွေးလည်ပတ်မှုမရှိတော့တာကြောင့်အသက်ပဲပြီလူယူဆနိုင်ပေမဲ့လေခြေလက်တွေဟာတောင်းတင်းခြင်းမရှိတာကြောင့်ရတေကြီးကိုမေးဖို့တစ်ဖက်ကိုလှည့်လိုက်တဲ့အခါဗတိသေးပါဦးတကားလေတော့ဝတ်ပါတာကြောင့်ဆိုးဆိုးရပဲဒံယာကြီးနဲ့ကြောင်းကိုရောက်လာလို့ကဲထားတာပါပြန်ကောင်းနိုင်သေးလားရတေကြီးသူတရားကိုသူကိုယ်တိုင်ရှင်းထည့်လာတာကွကြုတ်ကူတော်လက်ခံမှာမဟုတ်ဘူး တန်ရာရှိန်နဲ့ငန်းတက်ပြီးမေ့မျောသွားတာတတိပြန်ရဖို့တော့မလွယ်ဘူးမျောနေတာဆိုရင်မုတ်ဆိုးကြီးရဲ့အသက်ဝိညာဉ်ရှိရအောင်ညွန်ပြပေးနိုင်မလားဘာရတဲ့ပြောပြခွင့်မရှိဘူးတကားလေလူတို့ကိစ္စပဲဖြစ်တယ်ဒါပေမဲ့အသက်တချောင်းကယ်ကောင်းပါလေလीမုတ်ဆိုးကြီးစောဒီရဲ့စိတ်ဝိညာဉ်ကသူ့ရဲ့အကုသို့အကျိုးဆက်အတိုင်းဘုံဒါနာတစ်ခုကိုရောက်နေတယ်သူကိုယ်သူတော်မတိရှာပါဘူးကွယ်လိုက်သွားခြင်းရင်ဘာရတဲ့စောင့်ပေးနေမယ် ရဲစဲတွေကလည်းကိစ္စအားလုံးကိုသိနေတယ်။ယတိကြီးရဲ့ပြောစကားတွေကိုမှတ်သားပြီးတော့မုတ်ဆိုးကြီးရဲ့စိတ်ဝိညာဉ်ရှိရာရက်ကို လူသားခန္ဓာကိုယ်နဲ့မရောက်နိုင်ဘူးဆိုတာသိလို့ကြောင်းပေါ်မှာပဲခင်ဗျင်ခွေထိုင်ပြီးတော့စိတ်အာရုံတွေကိုစူးစီးလိုက်တယ်။တကားမှသုံးမချဘူးပဲမယ်လေလိပ်ပြလွင်နီးကိုငယ်စဉ်ကသင်ကြားဘူးတာကြောင့်ကြိုးစားပြီးအားထုတ်ရတယ်။ဘဝင်းကမှာပြဲ့လွင့်နေတဲ့စိတ်အာရုံကိုခန္ဓာကိုယ်ထဲမှာစူးစီးလိုက်တယ်။ဒေါရီကငတ်တဲ့လေတံတွေကြောင့ စိတ်ကိုစူးစီးရခက်နေတယ်။ခန္ဓာကိုယ်မှာကတ်တဲ့အခါကက် ပဝေးခြင်းကိုသတိရောက်တဲ့အခါရောက်နေမွန်းလဲတဲ့အခါစိတ်အာရုံအာလုံကခန္ဓာကိုယ်တိုင်းမှာသာတည်နေတော့တယ်။ယတိကြီးဟာပြုံးလိုက်တယ်။အဲဒီနောက်စမ်းတတ်တဲ့သဘောနဲ့နမေခေါ်ကြည့်တော့မျက်စံတော့မကြားတော့ဘူး။အဲဒီနောက်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့စိတ်ကိုတနေရာထဲမှာစူးစီးရပြန်တယ်။မျက်စံတော့မျက်လုံးနှလုံးကြားနှစ်ဖူးအလေတဲတဲမှာစိတ်ကိုညင်ယုံစူးစီးထားတယ်။ ခန္ဓာကိုယ်တရားပြန့်လွင့်သွားပြန်တယ်။အဲဒီလိုနဲ့အချိန်ချင်းကြိုးစားပြီးစိတ်ဉာဏ်ရောက်စုစည်းတဲ့အခါညနေမှာဆရာရောအလိုကနှစ်ဖူးတက်တက်မှတည်ငြိမ်သွားတော့တယ်။အဲဒီအချိန်မှာအတတ်မရှိတော့ဘူး။ဘေးနားမှာကပ်ပြီးမိုးချိုးပြည့်ရင်လည်းကြားတော့မှာမဟုတ်။မျက်စိနာနှာခေါင်းရှာကိုစိတ်တို့ကစိတ်အာရုံတစ်ခုထဲမှာသာကျန်ပြီးတော့အမြင်အကြအနက်အရသာအထီအတွေ့တို့ပျောက်ဆုံးသွားတယ်။အဲဒီတခုတည်းသောစိတ်မှာစူးစိုက်ပြီး နဘူးကနေဥကောင်းအရိမတစေငယ်ရိတ်ကိုတိုင်ရောမနှောနဲ့သာရွှေ့ယူပြီးတော့အပြင်ဘက်ကိုတွန်းကန်တက်တဲ့ဝါရောဓာတ်မှာဇံဝင်စားသလိုလွင့်ထုတ်လိုက်တယ်ရဇတ်တို့ရဲ့စိတ်ဝိညာဉ်ဟာခန္ဓာကိုယ်နဲ့ကင်းကွာသွားပြီးတောရင်းတဏီယာကိုရောက်လာခဲ့တယ်အရှိယသစ်ပိဤသုံးပေဖိုကလောင်းပြူထားတဲ့အလေတက်တဲ့မှာတရရတဲ့ဘွယ်တရရိတ်ထားနေတဲ့ဝင်ဘောတစ်ခုကိုတွေ့ရတယ်အဲဒီဝင်ဘောကတစ်စင်းအတွင်းနဲ့ဝင်ခဲ့လေ ရဲစံတို့ရဲ့ကြံခဲ့တဲ့ခန္ဓာကိုရှေးမှာယသိကြီးကစီမီလေးထုံးပေးထားတယ်။အဲဒီစီမီလေးမကောက်ခင်ရောက်ပြန်လာမှဖြစ်ပြီးတော့နောက်ကျခဲ့ရင်လိပ်ပြအကျိုးပြက်ပြီးတော့အတတ်တဲ့ခန္ဓာအပြီးတိုင်းကင်းကွာသွားနိုင်တယ်။ရဲစံတို့ရဲ့စိတ်ဝိညာဉ်ဟာဝေပေါက်ကနေတစင်ရွာတရွာကိုရောက်ရှိခဲ့တယ်။ရွာကြီးရွာကောင်ဖြစ်ပေမဲ့လည်းနမ်းမှုနမ်းရာမပြောက်သေးတဲ့ရှေးရောက်ကြည့်ခြင်းမှုတွေကိုထူးဆန်းစွာတွေ့ရတယ်။ရွာကိုအုတ်တိုင်းပပတ်လေကာယံထားပြီးတော့ တစ်သားတကားကြီးကိုလည်းခိုင်မာတိဆောက်ထားတယ်။အဲဒီတကားကြီးရဲ့အနီးမှာမြောင်လာရွာဆိုတဲ့စလုံးအလားနဲ့ရေထိုးထားတဲ့ကြောက်တိုင်နဲ့ကြောက်ပြားကြီးကိုလည်းတွေ့ရတယ်။တကားဝါကိုရောက်တဲ့အခါအလူလူပွင့်သွားတာကြောင့်ရွာလေးကိုဝင်ခဲ့တယ်။ရွာဝင်မှာမိခင်မျောစင်နဲ့ပြားသက်တစောင်းတွေကိုလည်းတွေ့ရတယ်။ရာကဖြစ်တာကြောင့်ရွာတကားအနီးမှာမိရုပ်တွေကိုလည်းထိုးထားတယ်။ဆက်ပြီးလျှောက်ခဲ့တော့ရွာရဲ့အိမ်တွေကဆင်းရဲသားအိမ်ဆိုပြီးမရှိ ကျွေးမဲကြီးတွေသာရှိတယ်။အဲဒီကားပေါ်မှာလည်းပကြီးပပုလက်ရာတွေနဲ့ရှေယောပိသုကပညာရှင်တွေရဲ့လက်ရာတွေဖြစ်နေတယ်။အချို့အတက်ဘုံနဲ့ပြတ်တို့ကညာအခါမှာပင်လာရောင်ကြောင့်တလက်လက်တောက်ပနေတယ်။ဒါပေမဲ့လည်းလူနေအိမ်တွေကသာ တွေ့ရပြီးလူတွေကိုမမြင်ရ။အိမ်တိုင်းလိုလိုပဲတယောက်မှမရှိတာကြောင့်ရွာဆုံးတဲ့အထိရှောက်ဖို့ဆုံးဖြတ်လိုက်တယ်။ရွာကြီးကလွန်ရှည်လျားပြီးအတန်းကြောင်ရှောက်လာခဲ့တော့ရွာလေပိုင်းကိုရောက်လာခဲ့တယ်။ ရွာလမ်းမကြီးရဲ့ဘေးကတပင်တပင်အောင်မှာအမတ်မထင်ရိုးစုတစ်ခုကိုမြင်လိုက်ရတာကြောင့်တေချာစူးစိုက်ကြည့်လိုက်တော့လူတို့တူထိုင်နေရကိုတွေ့ရပြဲတယ်။အဲဒီလူတို့ရဲ့လေပင်မှာတမတ်စိတ်ရေးကိုလေကလေးခမဲပေးထားသလိုဆွဲထားပြဲတယ်။အဝေစားကလည်းတောင်ရှိပစိုးနဲ့ခေါင်းပေါင်းတို့ကြောင့်ရှေးမမလူကြီးအတွင်ရှိတယ်။ရဇတ်တို့ကလည်းအမြင်မားတဲ့အထင်နဲ့အဲဒီလူကိုနားကိုကတ်သွားပြီးတော့ဒီရွာမှာလူတွေမနေကြဘူးလားဗျ။ ရှိပါတယ်လူလေးရဲ့ရွာသားအစ်ကျိုးစုဝဲသွားကြလို့တက်ကြီးပိုင်းနေပဲကြံခဲ့တာပါရွာသားအစ်ကျိုးစုဝဲဟုတ်လားပါအထူးစမ်းပါလားဗျအေးကွယ်ဒီရွာသားအဖြစ်ခံယူရင်နေကြာအိမ်တလုံးပေးတယ်စားစရာလည်းမပူရတော့ဘူးရွာထဲရှိနေတာဟုတ်တာကြီးတော့လူလေးလည်းသွားစရာမရှိရင်ဒီပွဲမှာဝင်ပါလို့ရတယ်စက်တာသွားရှိရကုန်းကြီးနားမှာပွဲတစ်ခုကျင်းပနေတယ်။ဒါကြတော့လေအဲ့ဒီလူကြီးပြောတဲ့ ထူးဆန်းတဲ့ဘွေကိုရောက်သွားဖို့ပြင်လိုက်တယ်။အင်ဂျီ၃၀ကျော်ခန်းမှာစူးစူးညံ့ညံ့တန်းနေကြားလာရတယ်။ဘုံတန်လူလူဆိုင်းတန်လူလူအတန်တွေနဲ့အနည်းကိုသွားကြည့်တဲ့အခါယာနေချီတဲ့ရွာသားတွေများစွာကိုလည်းတွေ့လိုက်ရတယ်။အဲဒီသူတွေကလည်းရှေးကဝစ်စားရည်ဖြစ်နေတယ်။ရွာသားရဲ့လေမှာမိဖို့ကြီးတစ်ခုရှိပြီးတော့မိဖို့ထဲမှာအကောင်အထည်မပေါ်သေးတဲ့အသားတွေကိုခင်ထားကြတယ်။ ရွာသားအလုံးကမျက်စက်တုံးတွေးခဲ့တဲ့လူကိုကြီးလိုလယ်ဘေးမှာဓမ္မစိတ်လေးကိုဖောက်ဆွဲထားကြတယ်။လူကိုကြီးကိုဖြဲတိုးပြီးရွာသားရဲ့ကြားမှာဘုဇိုကြီးစောရီရဲ့ဝိညာဉ်ကိုရှာရပြန်တယ်။ရွာသားရဲ့အတူတစ်ခေါင်းကိုတုံးနဲ့ခောက်ပြီးဗုဒ္ဓီလို့သူကိုင်းနေအောင်ကနေတဲ့သူဝလုံးနှလုံးကိုရိုက်ပြီးစီဝါလိုက်နေတဲ့သူတွေကိုသာတွေ့ရတယ်။ဘုဇိုကြီးကမိဖို့တပတ်လေသည့်အထိရှာလို့မတွေ့ဖြစ်နေတယ်။ ကနာကြံရွာရဲ့အကြီးကြီးဖြစ်ဟန်တူတဲ့လူကြီးကကဲကဲရွာသားတွေကိုခေါ်ကြ၏အဲဒီလိုပြောလိုက်ပြီလူလေးဦးစီတန်းနဲ့ဝေါ်ရည်လေးလည်းရွာသားတွေကိုတင်ဆောင်လာကြတယ်မိဖို့ကြီးလည်းရောက်အောင်တင်လာတဲ့ဝေါ်ရည်လေးရဲ့နှက်အလဲမှာစီးနေလိုက်ပါလာတဲ့သူက မိုးစိုးကြီးစောတိဖြစ်နေတာကိုအံဩစွာတွေ့လိုက်ရတယ်ဝေါ်ရည်ထံသမားတွေကလည်းမိုးစိုးကြီးနဲ့အတူ အခြားရွာသားအစ်တွေကိုမိဖို့ဘေးမှာချထားလိုက်တယ်။ရဲစံတို့ဟာမြင်းတော်ရှေ့ကိုတိုးပြီးရိတ်ကဲပြပေမဲ့လေမိုးစိုးကြီးဟာဂယုမပြုတ်ဘူး။ခဏကြာရွာရဲ့အကြီးကဲကလက်ထဲကမဆိပ်ပြားလေးကိုတီထားတဲ့ကျိုးတွေကိုဆွဲလာတယ်။အဲဒီတော့ရွာသားအစ်တယောက်စီရဲ့လက်ဘေးမှာလိုက်ဆွဲပေးနေတယ်။ရွာသားအစ်တကူကိုဆွဲတိုင်းမျက်စက်တို့ရဲ့မျက်လုံးထဲမှာအယိုးစုတရံတစ်ခုကိုဖျက်ကနေမြင်ရပြန်တယ်။ မုံစွေးဤလေးကိုကြောက်ရင်ဒီကျိုးကိုဆွဲယူလိုက်မယ်လို့ပြင်ပြီးတော့အရှိကိုထွက်ခဲ့တယ်။ရွာရဲ့ကြီးကဘေးကတယောက်ကိုကျိုးဆွဲပြီးရဲ့နောက်မုံစွေးရဲ့လေဘေးကိုဆွပေးဖို့လက်ပြင်လိုက်တယ်။မျက်စက်တော်ကလည်းကျိုးကိုလမ်းယူဖို့လက်ထုတ်လိုက်တဲ့အခါလက်ကိုတစုံတစ်ဦးကစီးဖမ်းတယ်။မုံစွေးကြီးကိုလည်းမဆစ်ပြားတပြားဆွဲမိသွားတယ်။ဒီမှာအစ်တတယောက်ပါတကြီးမယ်။မျက်စက်တော်ရဲ့လက်ကိုကင်ထားတဲ့ရွာသားတစ်ဦးကဒီလိုပြောလိုက်တော့ ရွာရဲ့ကြီးကဲအားတေချာခဲခတ်ပြီးတဲ့နောက်မဆွေပြားတပြားကိုယူပြီးလေဘင်းမှာဆွဲပေးဖို့ပြင်းတယ်။မြေဆန်တို့ကလက်မခံလို့ပင်မဲ့လေလက်ကိုရွာသားတို့ကမလွတ်တာကြောင့်လေဘင်းမှာဆွဲထားလိုက်ရတယ်။အဲဒီတော့မိဖို့တွေအားသားတို့လိုထင်ရတဲ့အရာကြီးကိုဖဲ့ပြီးရွာသားတွေကိုကျွေးတယ်။မိုးစိုးကြီးကလည်းငမ်းမရစားနေတာကိုတွေ့ရတယ်။မြေဆန်တို့ကလေဘင်းရဲ့ဓမ္မစိတ်ကိုမတိမတာချွတ်ကြည့်ပေမဲ့လေမရတော့ ေဝိညာဉ်ပြည့်နေရာကြောင့်ခေါ်မရှိသလိုခံစားရပြီးပော့ပါနေတယ်။ဆေးလွှဲလေပါမလားပရီးလေပါမလားတာကြောင့်အခက်တွေ့နေတယ်။ဘုဇွေးစားပြီးတဲ့အခါရွာကြီးကဲကမျက်စံထွန်းကိုစားဖို့ပြောတယ်။ရဲစတော်ကအနေငယ်ဖဲယူလိုက်ပြီးမထူးတော့ပြီဘုဇက်သေးကိုပြစ်သွင်းလိုက်တယ်။ဘုဇက်သေးမှာအလွန်ပုတ်ဟောင်းနဲ့နဗိနဲ့လိုအလံမျိုးကိုခံစားမိပြီးတော့ထွေးတော့မယ်ပြုတော့လေထွေးလို့မရဖြစ်နေတယ်။ ကျိမ့်မိတ်ပြီးမျိုးချမယ်ပြုရမှာမျက်စံထွန်းရဲ့ခန္ဓာကိုရှိတဲ့ယဒေဤရဲ့အကြောင်းအစီမီးတန်ရာအယောင်မိတ်ပြီးကုံလူနီနီဖြစ်လာတာကြောင့်ယဒေဤဟာဂါထာတစ်ပုဒ်ကိုရွတ်ဖက်ပြီးလဝါအိုလေနဲ့မှုတ်လိုက်တယ်။အဲဒီတော့မျက်စံထွန်းရဲ့မလုံးမရှက်ခန္ဓာကိုကလေတောင်းတတဲ့ကိုစက္ကနဲပုတ်လိုက်တယ်။မြောင်လားရွာကမျက်စံထွန်းရဲ့စိတ်ဝိညာဉ်ကဗဇတဲ့ကငပိတွေပြန်ထွက်လာပြီးလေဆွဲပါပြတ်သွားတယ်။အဲဒီတော့မျက်စံထွန်းက လောစောကြီးရဲ့လက်ပင်ကမဆိပ်ပြားဘူးပါဆွဲဖြုတ်ယူပြီးတော့ပြေးဖို့ပြင်ကြတယ်။အဲဒီချိန်ရွာသားတွေကရိုးစုတွေဖြစ်ပြောင်းလဲသွားပြီးတော့ရွာကြီးကလည်းအမောင်နဲ့နဲ့ရှိတဲ့တောကြီးချုံကြီးတွေကဖြစ်သွားတော့တယ်။အရိုးစုတွေကမြက်ဆန်ထုံးနဲ့မုံစိုးကြီးကိုဝိုင်းထားကြတယ်။တွဲပေါက်ရှာနေတဲ့ချိန်အရိုးစုတွေနီးကပ်လာပြီးတော့မုံစိုးကြီးနဲ့မြက်ဆန်ထုံးရဲ့စိတ်ဝိညာဉ်တွေကိုဖမ်းယူကြဖို့လေဆွဲတွေနဲ့ငပိတွေကိုယူကြတယ်။ အဲဒီတော့ရိုးစုတွေလက်တွင်ကြားရောက်လူနီနီမှာဘုဇိုးကြီးရဲ့လက်တစ်ဖက်နဲ့မျက်စံထုံးရဲ့ပခုံးတစ်ဖက်တို့ကလေထဲကိုမြောက်သွားသလိုခံစားလိုက်ရတယ်။နေရာတားကြည့်လိုက်တဲ့အခါယသိကြီးကခိုင်နာတာကိုတွေ့ရတယ်။စိတ်ထဲကိုယ်ထဲကပ်ပြီးဖြစ်ပေမဲ့လည်းဘုဇိုးကြီးကအမတ်မထင်ဆရာကြီးတတိထားတတိထားအယိုးစုတွေအဲ့လိုရောင်ရမ်းပြီးအော်ဟစ်နေသေးတယ်။စီမီးတိုင်းလေးကလည်းမိစာခုန်ခံသွားတော့တယ်။ နေရောင်လုံးတရိယလာကြပြီလားစောဒီတိတ်မလုံးနဲ့ဒံယာနဲ့တည်းကိုနေရောရတိကြီးကမုဆိုးကြီးရဲ့ဒံယာကိုလက်နဲ့အုပ်လိုက်တဲ့အခါဒံယာဟူပြီးတော့မှချစ်ရတော့မထင်တော့အောင်အကောင်းပကတိပြန်ဖြစ်သွားတော့တယ်မြောင်လန်းဆိုတဲ့ရွာလူတွေမဟုတ်ဘူးဗျာတေကြီးအဲ့ဒါအတုရကေဘုံလားကြက်တဆီတွေနေတဲ့ရွာပါကွဒီလောကကိုစိတ်ဝိညာဉ်ရောက်တာတိတ်အန်ဒီကြီးတာ နေနေလေးပွားလာတယ်ကျဘဝရောက်သွားနိုင်တယ်ကျေသူကြီးလာပါလေဘာရသေးကြီးမုတ်ဆိုးကြီးကိုပြန်ပို့ပြီးရင်ဘာရသေးကြီးထံကိုရောက်လာခဲ့ပါဦးမယ်အခုတော့ပြန်ခွင့်ပြုပါဦးအေးစကုမာစရာမာစိန်တော့ဓမ္မညုဓမ္မတာမီကိုရသနောအယသေးကြီးကိုနှုတ်ဆက်ပြီးမုတ်ဆိုးကြီးစောတိနဲ့ဒူတော်ကနေထွက်ခဲ့တယ်ယသေးကြီးရဲ့ကြောင်းဆောင်ကဂါရာရွတ်တန်တက်တက်လေးကိုလည်းကြားနေရတယ် စိတ်ထဲမှာတဥဒဝန္ဒအားရဖြစ်ကြရတယ်။ရဇတော်ကကုကြည်လိုက်ရပြီးတော့မုတ်ဆိုးကြီးကစိတ်မချတဲ့သူ့ရဲ့မိန်းမကိုလည်းတွေ့လို့ပြီဖြစ်တယ်။တောထွက်တောဆက်နာမှာဖလန်တောင်မွေးပင်တွေကိုမုတ်ဆိုးကြီးကချိုးယူပြီးຫນွေနဲ့ပတ်စည်းတယ်။ဟာမုတ်ဆိုးကြီးခမရမိန်းမမှန်လိုက်တာကျုံမေ့နေတာ။အဲ့ဒါချိုးခဲ့ပါတဲ့။ဟေးတိတယ်လေးဆရာကြီးရဲ့အေးပြန်တောကောင်မပါရင်မိုးတို့မြစ်တို့ ဖလတောင်ဝေးတို့ပါမှာကြုံမိမသဘောကြတာဗျဟုတ်ပါပြီဗျာကြိုင်းနေမလင်းငယ်ခကြီးစัจကြအောင်စုရဲ့လမ်းသိလို့လားဆရာကြီးတော်ကြလမ်းပြောင်းနေဦးမယ်နော်ကြုံသွားလာတာနှစ်ခေါက်ရှိပါပြီမဟုတ်ဆိုကြီးဟာခမရသာတရီထားဗျာဟုတ်ကဲ့ပါခင်ဗျာဇလဲလေးဟိုဒီနေရာမှာခိတခဏရနာပါအောင်မယ်အကျေပေးပြီးအားပေးနားဆင်ခဲ့တဲ့ပရိသတ်တို့ဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်သွားခဲ့ပေးပါဦး။အတိတ်တွေနိုင်သိရအောင်လို့လည်းဗီနာ notification လေးကိုနှိပ်သွားခဲ့ပေးပါဦးဗျ။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်ရဲလွင်ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။